မိမိတို့ယင်ထဲမှာဆွဲလန်းထားဖို့ရမှတ်သားထားဖို့ရတော့ပါရမီဆိုတဲ့သဘောတရားဟာကိုယ့်ရဲ့လုံကျင့်သုံးလုံဆောင်နေမှုကိုမြင့်မြတ်တဲ့လုပ်ငန်းကိုရည်ညွှန်းတာပဲဖြစ်တယ်။ဒါကြောင့်မို့နေ့စဉ်ဘဝမှာဒုတွေတွေဟာမြင့်မြတ်တဲ့အလုပ်တွေကိုလုပ်နေရမှာ ဖះလောင်းမှလှုပ်တယ်လို့မအောင်မေးလေနဲ့လူတိုင်းလူတိုင်းဟာမြင့်မြတ်တဲ့အလုပ်တွေကိုလုပ်အောင်ကောင်းတဲ့အလုပ်တွေကိုရွေးပြီးတော့လုပ်အောင်မကောင်းတဲ့အလုပ်ဆိုတာသူကသူလှုပ်နေကြတာလူတွေကအလွယ်တကူပဲလှုပ်တယ်။ဘာကြောင့်လို့ဆိုရင်ကောင်းတဲ့အလုပ်နဲ့မကောင်းတဲ့အလုပ်နှစ်ခုနှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်မကောင်းတဲ့အလုပ်လှုပ်တာတွေကများတယ်ပေါ့။ကောင်းတာလှုပ်တာကနည်းတယ်လူတွေ။အဲ့တော့ တတိပညာဒီနှစ်ခုကိုကိုဘာရီလုံနေတယ်ဆိုတာအာယုံစူးစိုက်တဲ့တတိကိုလုံနေတဲ့အလုံးနဲ့ပတ်သက်ပြီးတော့ဆင်ញင်သုံးသက်တဲ့ပညာဒီနှစ်ခုနဲ့ကိုဘွားကိုစင်ထာဝရလေးလာသုံးသက်ပြီးတော့နေကြရမှာဖြစ်တယ်ကိုလုံနေတဲ့ဘဝမှာမြင့်မြတ်တဲ့အလုံး မြတ်စွာဘုရားလောင်းနေပါရမီဖြည့်တဲ့မြင့်မြတ်တဲ့အလုတ်10မျိုးရှိတယ်ထင်တယ်တို့တွေဟောဒီ10မျိုးဆိုရဲမြင့်မြတ်တဲ့ပါရမီဆိုရဲအလုတ်ကိုလုတ်ဖို့ပါရမီလုတ်လုတ်တယ်ဆိုတာစိတ်နေသဘောဓာတ်ကပါလဲစိတ်နေသဘောဓာတ်ကမြင့်မြတ်တဲ့စိတ်နေသဘောဓာတ်ရှိမှမြင့်မြတ်တဲ့အလုတ်ကိုလုံးနိုင်တာဖြစ်တယ်မြင့်မြတ်တဲ့စိတ်နေသဘောဓာတ်ဆိုတာဘာကိုပြောတာတော့ ကိုနဲ့ဘဝတူဘဝတူမတူသရှိတတဝအဖြစ်ဘဝတစ်ခုရထားတာချင်းတူတယ်နော်ဘဝတစ်ခုရထားချင်းတူတဲ့တတ္တလောကကြီးထဲမှာကိုနေတဲ့တတ္တလောကကြီးတဲ့တတဝတွေအလုံးပေါ်မှာအကျိုးစီးပွားကိုလိုလားတဲ့မေတ္တာစိတ်ထားဖို့ မုံနေတဲ့စိတ်ကင်းပြီးတော့အကျိုးလိုလားတဲ့ကုညီခြင်းနဲ့စိတ်မျိုးမွေးထားပါဒါမေတ္တာလို့ခေါ်တယ်အဲ့ဒီထင်မင်းလူတိုင်းဟာအဆင်ပြေတာမဟုတ်ဘူးချမ်းသာတာမဟုတ်ဘူးတရားဝတိုင်းဟာအဆင်ပြေတာမဟုတ်ဘူးချမ်းသာတာမဟုတ်အဆင်မပြေလို့ဒုက္ခရောက်နေသူတွေကိုတွေ့ရင်သူတို့ရဲ့ဒုက္ခကိုစာနာထောက်ထားပြီး အကျဉ်းနာပွားတဲ့ကရုဏာကိုထားပါဒါမြင့်မြတ်တဲ့အလုပ်ကဲနိုင်ရင်ကဲမဲမကဲနိုင်ရင်အကျဉ်းနာတရားထားတခါတတ္တဝါတွေထဲမှာသူ့ရဲ့လုံလဝိရိယကြောင့်ဖြစ်စေအခြေအနေပေးသောကြောင့်ဖြစ်စေအောင်မြင် ကြီးပွားသွားတဲ့ချမ်းသာပျော်ရွှင်သွားတဲ့ပုဂ္ဂိုလ်တွေကိုကြည့်လို့ရှိရင်လေဝန်တာနိုင်ဖို့ ရှိပါစေ jealousy လို့ခေါ်တဲ့မနာလိုစိတ်တွေမရှိပါစေနဲ့ဝန္တာနိုင်မှဝန္တာနိုင်ရမယ်ဆိုရယ်မုရိဒပွားပါမေတ္တာထားမယ်ကရုဏာထားမယ်မုရိဒပွားမယ်ကိုယ်ကိုယ်ပေါ်မှာစောကားရဖြစ်စေချီးမွမ်းတာဖြစ်စေ လူတစ်ဖက်သားရဲ့လောက်ရပေါ်မှာချစ်ချင်းမုန်းခြင်းဆိုတာတွေ အလေးနဲ့မထားပဲစိတ်ကိုတည်ငြိမ်စွာထားပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ဆောင်ပေးခြင်းဆိုတဲ့ဥပိ္ခာတရားအရာထဲမှာဥပိ္ခာဆိုရင် မတည့်ရင်ဥပိ္ခာထားတယ်လို့ပြောကြတယ်အဲ့ဒါမဟုတ်ဘူးเนาะအဲ့ဒါဥပိ္ခာဆိုတာတိမတ်တဲ့စိတ်နေသဘောထားကိုပြောတာချင်းရင်တစ်မျိုးမုန်းရင်တစ်ဖုံး အမျိုးမျိုးဖုံဖုံမဖြစ်စေပဲနဲ့ချက်ချင်းမုံရင်ကိုလေးနဲ့မထားပဲတဲ့သူ ဖြစ်စေမတဲ့သူဖြစ်စေလှုပ်တဲ့လှုပ်လိုက်တာလှုပ်ဆောင်ပေးတယ်မုံနာ မုံစရာတွေ့လဲပွေးမယူနဲ့ချက်စရာတွေ့ရင်လဲဖေးပါမပေးနဲ့အဲ့ဒါလိုနေနိုင်တဲ့ဥပိ္ပခာမေတ္တာကရုဏာမုရိတာဥပိ္ပခာဆိုတဲ့ပြမစိုးတရားကိုအခြေခံထားပြီးတော့ကိုယ့်ရင်ထဲမှာ ကိုလှုပ်ဆောင်ရမှာဘာလို့ဆိုရင်ကိုရှိတဲ့ပစ္စည်းကိုမျှဝေပြီးခံစားဖို့ပေးပါကံမှာလူတန်းမှာဒါနပြီးတဲ့အခါမှာကိုကိုယ်တိုင်ကသူများကိုဒုက္ခမပေးဘူးဘေးအန္တရာယ်ကင်းမှုကိုအန္တရာယ်ကင်းမှုကိုကြောင့်ဘယ်သူမှဒုက္ခမရောက်စေခြင်းမှုဆိုရင်ကိုချင်းသီလထိမ့်သိမ်းဆောက်ရှောက်ပါ ကိုကျင့်သီလဆိုတာသူများဒုက္ခမပေးတဲ့အလုပ်ပဲနော်သူများဒုက္ခပေးတယ်ဆိုတာသိရမလားသူများသက်သက်ရင်လည်းသူများဒုက္ခပေးတာသူများဥစ္စာခွင်းရင်လည်းသူတို့ဘာဒုက္ခပေးတာပဲကာမကိစ္စတွေမှာမမယွင်လို့ရင်လည်းသူများဒုက္ခပေးတာပဲလေလိန်ပြောရင်လည်းသူများကိုဒုက္ခပေးတာတုံးနဲ့တူမတက်အောင် ခုံတိုက်တာလည်းပဲဒုက္ခပေးတာဆဲတာရေးတာလည်းဒုက္ခပေးတာဒီကနေ့ခေတ်တော့ပါဇက်ကတောင်ထုတ်မစို့လက်နဲ့ရေးပြီးတော့ Facebook ကဆဲနော်ဆဲဖို့ဆဲနည်းတွေမျိုးစုံပဲအဲ့ဓာရေဟာကိုကျင်းသီလပျက်စီးခြင်းရဲ့အဓိပ္ပာယ်တွေပဲအဲ့ဒီလူဟာတွေမရှိအောင် ူများကိုဒုက္ခပေးတဲ့အလုပ်တွေကရှောင်ပြီးတော့ကိုကျက်သေးလာနဲ့ပြည့်စုံအောင်ကြိုးစားတယ်။ကာယတုစရိုက်ဝစီတုစရိုက်ကိုမကျွလွန်မဲနဲ့ကိုကိုဒါမြင့်မြတ်တဲ့အလုပ်လို့ခေါ်တယ်။ဒါကိုမြင့်မြတ်တဲ့အလုပ်ဆိုလို့ရှင်လိန်ပြောတာဟာအောက်တန်းကြတဲ့အလုပ်။တုံးနဲ့တူမတက်အောင်ခုံးတိုက်တာနေရုံညာတဲ့အလုပ်။သူများကိုဆဲတာဆဲရေးတိုင်းထွားတာဟာ ရှုံမယုံညံ့တဲ့အလုပ်မဟုတ်တန်တရားတွေရှောက်ပြီးတော့အကျိုးမရှိတဲ့စကားတွေပြောတာရှုံညံ့တဲ့အလုပ်အဲ့ဒီယုံညံ့တဲ့အလုပ်တွေမလုံးမိအောင်သီလဆိုတာနဲ့ထိသိဆောင်ရှောင်းအောင်ဓာတ်မြင့်မြတ်တဲ့အလုပ်ဖြစ်သွားတယ်သီလပါရမီသီလပါရမီကိုပုံမူပြီးတော့ထိသိဆောင်ရှောင်းနိုင်ဖို့ကြတော့နိခမ္မပါရမီဆိုတာ ပို့ပြီးတော့ကိုကျင်းသီလကိုတိုးမြှင့်မယ်ဆိုရင်ကိုကိုတိုင်းဟာဒီသာသနာ့ဘောင်ဝင်ပြီးတော့ဘုန်းကြီးဝတ်တာပဲဖြစ်စေတော့အရာချင်းကပ်ပြီးတော့တရားအထုတ်တာပဲဖြစ်စေနိခမပါရမီကိုကျင်းသီလကိုပြည့်ပြည့်ဝထိမ့်ဖို့အတွက်လူအတိုင်းဝိုင်းကနေပြင်ထွက်ပြီးတော့နေတယ် kaya uega seda uega los ko yelo la muse yelo la murine ni chaine ni khama barbi dana barbi lode tila barbi lode ni khama barbi darwari ye chu ko ye chu ti bo ya adi pinya so ra sibu atho ware pinya shi ma လုတ်တဲ့နာနဲ့မလုတ်တဲ့နာသိတယ်အကောင်းဆုံးခွဲခြားနိုင်တယ်ဒါကြောင့်မို့ပညာချီးပွားလာအောင်ပညာပါရမီကိုဖြည့်ရမယ်ဘလို့ဖြည့်မလဲကိုမသိတာတွေကိုလေ့လာတယ်မေးတယ်မြန်းတယ်ဒါပညာပါရမီဖြည့်သင်တယ်အေးပညာပါရမီဖြည့်အခက်ခဲတွေ့လာလို့ရှင်စိတ်မတူပဲနဲ့ဒေါသမထွက်ပဲတိခဏ်ချင်းခွင့်လွှတ်ခြင်းဆိုတဲ့ခန္တီပါရမီ ကြိုးစားအထောက်ချင်းဆိုတဲ့ဝီရိယပါရမီဂတိတည်ခြင်းဆိုတဲ့သစ္စာပါရမီကုသိုလ်ကောင်းမှုပေါ်မှာဆွဆွမြဲမြဲပြုလုပ်ခြင်းဆိုတဲ့အဋ္ဌဌာနပါရမီနဲ့နောက်ဆုံးမှာအလုံးပေါ်မှာအကျိုးစီးပွားကိုဆောင်ရွက်ခြင်းဆိုတဲ့မေတ္တာပါရမီပွေမယူခြင်းမျှော်လင့်ချက်မထားခြင်းဆိုတဲ့ဥပေက္ခပါရမီလို့အဲ့ဒီလိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့အလုတ်ကို ရှင်ထဲမှာပြမဝေရတရားထားပြီးတော့လုတ်အမှဖြစ်တယ်ဒီအလုတ်လုတ်ပြီဆိုရင်တော့ကိုဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဘဝကိုမြင့်မြတ်တဲ့လုပ်ငန်းကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဘဝကိုရရှိစေမှာဖြစ်တယ်ဒါကြောင့်အခုလိုကောင်းမြတ်တဲ့အခွင့်အရေးတစ်ခုရရှိတဲ့အချိန်ကာလမှာမြင့်မြတ်တဲ့စိတ်နေသဘောထားကိုအခြေခံပြီးတော့ မြင့်မြတ်တဲ့အလုပ်တွေကိုတို့တွေလှုပ်ကြရမှာဖြစ်တယ်ဆိုတာတတိထားကြ